တကယ်ဒုက္ခရဲ့လက်တည်တည်းကအစ်စ်ဟာဘယ်အရာလဲဆိုတာကိုပေါ်လွင်ထင်ရှားအောင်မေးခွန်းထုတ်ပြီးမေးတာဒါဒီအပိုင်းလေးကိုတော့ယောဂီတို့အနေနဲ့စွဲသွင်းမြင်မြင်မှတ်သားထားစီခြင်းနဲ့တော့ရှင်းရှင်းလင်းလင်းနဲ့နားလည်ထားစီခြင်းနဲ့ဒုက္ခတစ်စုံတရားဖြစ်ပြီးဆိုလို့ရှိရင်ကျွတ်ရဲ့စိတ်တွေကအကြောင်းတရားကိုတော့ရှာတတ်တယ်။ဘာကြောင့်ဒုက္ခဖြစ်သလဲ။ဒါမဲ့ရှာတော့ရှာတယ်တခါလေလက်တည်တည်းကအစ်စ်ကိုမတွေ့ဘူး။ဟုတ်လား။ ညာသာဖြင့်ဒုက္ခဖြစ်ပြီဆိုလို့ရှိရင်သူကြောင့်ဘဝကြောင့်ဘာကြောင့်ညာကြောင့်ပြင်ဘက်ကအကြောင်းအရာတွေကိုပဲနော်ယူမယ်ဖွဲ့ကြတာများပါတယ်အဖြေကအဲ့ဒါပဲရတာဆိုတော့အဲ့ဒီအပေါ်ရဲ့ပုံမှာပဲဖြည့်ရှင်းဖို့ကြိုးစားကြတာပေါ့နော်တကယ်အဖြေမှန်စစ်ကအဲ့ဒါမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒါကြီးဘလို့ပဲဖြည့်ရှင်းလို့အဲ့ဒါတွေပြေးလဲသွားလည်းပဲဒုက္ခကမငြိမ်မှုဖြစ်နေတာသဘောပေါက်လားဦးဇင်းပြောတာတကယ်ပြဿနာအစစ်ကဘယ်မှာဖြစ်နေတာရောအစိတ်ထဲမှာဖြစ်နေတာနော် ကိုယ့်ရဲ့စိတ်တွေကရှင်းသွားပြီဆိုလို့ရှိရင်ပြဿနာကလည်းရှင်းသွားတာပဲအဓိကပြဿနာအကြီးအမားဆုံးဒုက္ခအကြီးအမားဆုံးကိုဖန်တီးနေတဲ့အရာဘာလဲလို့မင်းတလုံးနဲ့ပြောရင်လောဘပဲဒါကြောင့်ဒုက္ခသမုဒယသစ္စာလို့သူ့ကိုဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားလို့လက်တည်တရားခံနေတဲ့ကောင်းကောက်ပြီးတော့မြတ်စွာဘုရားဟောတယ်